အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေလေးဒီနေ့ဖြစ်ပါစုဒီညာကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ပါတယ်ဘုနော်အဲ့တော့ဒါကျွန်တော်ဒီနေ့ရဲ့ဒါကျွန်တော်မြန်မာစံတော်ချိန်အစောဆုံးပွဲစဉ်တပွဲဖြစ်တဲ့ Newcastle United နဲ့ Chelsea နဲ့ပွဲစဉ်မှာတော့ Newcastle United အသင်းရဲ့ဒါကျွန်တော်အိမ်ကွင်း St James Park မှာတော့ဒါ Chelsea အသင်းကတော့ဒါကျွန်တော် အေးပေါ့ချယ်ဆီသင်္ကာရတာကျွန်တော်တို့အဲရှုံးနေသွားခဲ့တယ်ဆိုပါတော့အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ပြောစရာတွေများတယ်ဒါကျွန်တော်ပွဲအခြေအနေဒီကောဒါတပွဲလုံးအတိုင်းတားရကောဒါကျွန်တော်ပြောစရာတွေမှာအများကြီးအများကြီးရှိတယ်လို့ပဲဆိုရမယ်ဒါပွဲတစ်ခုလို့ပဲဆိုရမှာပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်အကြိုက်တဲ့အချက်တွေရှိသလိုမကြိုက်တဲ့အချက်တွေအများကြီးအများကြီးရှိတယ်ချယ်ဆီသင်္ကာရနဲ့ပထမဆုံးကြောပြောချင်တာအကြိုက်တဲ့အချက်ကနောက်ဆုံးအချိန်တွေသူတို့ကြိုးစားသွားခဲ့တယ်ချယ်ဆီသင်္ကာရနဲ့နောက်ဆုံးအချိန်တွေအကုန်လုံးပေးဆက်ဖို့အတွက်ကြိုးစားသွားခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကြိုပြောခဲ့လို့ပဲချယ်ဆီအသစ်ရဲ့ကွင်းလယ်ပိုင်းကတော်တော်လေးကို အဆင်ပြေနေတဲ့ကွင်းလေတစ်ခုဖြစ်နေစေဖြစ်တယ်။ဒါပေမဲ့ကူပါမားကတော့အရင်နဲ့မတူတဲ့ကူပါမားတစ်ခုမြင်နေရတယ်။ဒါပေမဲ့ကူပါမားကိုဒီနေ့ပုံစံမှာအပြစ်သွားပြောလို့မရဘူး။ကူပါမားရဲ့ဒီနေ့ပုံစံမှာကူပါမားရဲ့ပေးမှုတွေကတော်တော်လေးကိုအဆင်တန်းရှိပြီးတော့တော်တော်လေးကိုသဘောကျဖို့ကောင်းတဲ့လူပေးပို့မှုတွေကိုဒါကူပါမားစီကနေပြီးတော့တွေ့မြင်ခဲ့ရတယ်မှာပါတယ်။သူ့ပင်မဲ့တော်ညာလေဒီနေ့ပုံစံမှာဒါအတိုင်းအတာတစ်ခုရကြည့်မယ်ဆိုချယ်ဆီအသင်းရဲ့လုံးဝမိုမန်တမ်တစ်ခုလုံးကိုပြောင်းလဲပစ်ချင်တာ ဒါကျွန်တော်တို့သွင်းကိုမဟုတ်ဘူးတိုနာလီသွင်းကိုကဒါချက်စီအသင်းရဲ့ဒီနေ့ပွဲစဉ် momentum မပြောင်းလဲဘူးချက်စီအသင်းရဲ့နှစ်ပွဲမှာတိုနာလီရဲ့သွင်းကိုရသွားတဲ့အချိန်မှာချက်စီအသင်းနောက်ကဒေါက်ရှော့လိုက်ကစားတယ်ချက်စီအသင်းနဲ့ဒါကျွန်တော်အပိုင်ခွင့်ရေးတချို့လည်းရရှိခဲ့ပေမဲ့တစ်ဖက်ရဲ့ဒါကျွန်တော်ဂူသမားနဲ့နောက်တန်းဒါ7 board man နဲ့ဒါကျွန်တော်တို့ အာဖေဗီယန်ရှားတို့အုပ်စုတော်တော်လေးကိုအဆင်ပြေနေတဲ့အတွက်ကြောင့်မို့သူတို့နေနေတာတော်တော်လေးကိုအဆင်ပြေသွားခဲ့တဲ့ movement နေရှင်ဒါပေမဲ့တကယ်တော့ဒီနေ့ပွဲစုံမှာလုံးဝ momentum ကြီးတစ်ခုလုံးကို shift လုပ်ပြီး change ပြလိုက်တာကတော့ Chelsea အသင်းရဲ့အနီးကပ်ပါပဲ Nicolas Jackson နဲ့လုံးဝလုံးဝမလိုလားအလွန်းနေဒါကျွန်တော်အနီးကပ်တစ်ခုလို့ပြောလေအဲ့တော့ဒီ အနိကက soft form hard form ခမကြိုက်တယ်လို့ညင်းလို့ရတယ်ဟုတ်တယ်ဟုတ်ဒါကျွန်တော်ခုနပြောဆိုကျွန်တော်တက်ကလည်းဒီ form ကအရန်ပြော့ညံ့လို့ ਨੇ form တစ်ခုလို့ကျွန်တော်မြင်တယ်ဒါပေမဲ့ဒီနေ့ပေါ်မှာ Nicolas Jackson နေနဲ့ဘာအတွေးနဲ့များသွားလုပ်တာလဲကျွန်တော်ပြောပြဗျာတပွဲလုံးဒီကောင်အခုလက်ရှိမှာဒါပုံမဲ့လေရော Kai Sido နဲ့ဒါကျွန်တော်ဒီနေ့တပွဲလုံး Anthony Gordon နဲ့ညှိတယ် ကျွန်တော်ဒီ result အရအဲကိုင်စီໂຕနဲ့အန်တိုနီဂေါ်လန်နှစ်ယောက်ထဲကတစ်ယောက်အနီကက်ဆိုရင်တော့ okay ဒီကောင်နှစ်ကောင်တစ်ချိန်လုံးညှိထားလို့ဖြစ်ထားတယ်ဆိုကျွန်တော်လက်ခံလို့ရသေးတယ် Nicolas Jackson နေနဲ့အသင်းကတကယ်ကိုဒါအရေးကြီးဆုံး moment တစ်ခုရောက်နေတယ် Champion League ဝင်ဖို့အတွက်တော်တော်လေးကို crucial ဖြစ်နေတဲ့ moment တစ်ခုမှာ Nicolas Jackson နဲ့ တော်တော်ကြီးကိုကြောင်တောင်တောင်နိုင်လို့နဲ့အပြုတ်မှုကိုလုတ်ခဲ့လို့ပဲကျွန်တော်အနေနဲ့ဒီညမှာသတ်မှတ်မယ်။ဒါကစားသမားတွေလက်ရှိမှာကျွန်တော်အများနဲ့ပြောလို့ဒီကိုယ်ကျက်စီကိုကျွန်တော်ကာကွယ်တဲ့တည်းမှာအများနဲ့ပါပါတယ်။ဒီကိုယ်ကျက်စီနဲ့ဒါဂိုးသွင်းပြီဆိုသူများရဲ့ထဲကျွန်တော်ပုံမြောက်ပြီးတော့ဒါဂိုးမသွင်းတော့ဒီကောင်ပြန်လာမှာပါဆိုပြီးတော့အများနဲ့ပြောရတယ်မှာပါတယ်။ဒီကိုယ်ကျက်စီရဲ့ဒီနေ့ပြုတ်မှုကဒါကျွန်တော်တို့ချယ်ဆီအသင်းရဲ့လာမယ့်နွေရာသီကိုအကြီးအကျယ်ထိခိုက်နိုင်မယ့်ကိစ္စတစ်ခုကိုဒီချာတိတ်လုတ်လိုက်တာပဲအဲ့တော့ဒီကခုနကပြောတချို့ဟာကိုတိတ်ပဲဒီကောင်ရှိတယ်ကွင်းထဲမှာ10ယောက်11ယောက် vibe နဲ့11ယောက်11ယောက် vibe နဲ့လုံးဝမတူဘူး ကျွန်တော်ခမောက် tactical aspect ကခမောက်ရှင်းပြနေမို့ခမောက်၁၀ယောက်၁၁ယောက်ကန်တာ၁၁ယောက်၁၁ယောက်ကန်တာဘယ်တော့မှမတူအခုလက်ရှိမှာ tight set ထွက်သွားတာမကလို့နောက်တန်းထွက်သွားမြောက်ကွင်းလေ၁၁ယောက်၁၀ယောက်နဲ့၁၀ယောက်၁၁ယောက်အိုးဆို၁၁ယောက်၁၁ယောက်ကန်တဲ့ vibe ကလုံးဝမတူခမောက်ကြိုက်တယ်လို့ညင်းလို့ရတယ်ပြလေပြတာဒီနေ့မှာ Chelsea တင်းနေတာကျွန်တော်10ဆိုတဲ့ရလက်ကိုအကောင်းဆုံးပြောင်းလဲဖို့ကြိုးစားပါတယ်။နောက်ဆုံးခုနပြော Chelsea တင်းနေတဲ့ဒီနေ့ပေါ်ဆုံးမှာငါတို့က Chelsea ဖြစ်ကြောင်းကိုနောက်ဆုံး movement တွေဒီငါတို့ကအကောင်းဆုံးလုပ်ပြနိုင်ကြောင်းကို Chelsea အသင်းကစီကနေပြီးတော့ကျွန်တော်တွေးခဲ့ရတယ်။ ဒါပေမဲ့လည်းခုနကနောက်ဆုံးမိနစ်နောက်ဆုံးစကတ်မှာဘရူနိုဂါမီရက်ရဲ့ဒါကန်ချက်ကလမ်းကြောင်းပြောင်းပြီးတော့ဝင်သွားတဲ့ twin goal ကတော့လုံးဝကိုအပြောင်းလဲဖြစ်သွားစီတယ်ဆိုရင်တော့မှားမယ်တော့ကျွန်တော်အနေနဲ့မတင်ဘူးမိတော့ပင်ဆိုစီကောင်ကို Newcastle United အသင်းတော်ကဒီနေ့ပွဲစံမှာပို့ပြီးတော့ crucial ဖြစ်ခဲ့တယ် Newcastle United ကလက်ရှိမှာဒီနေ့နိုင်ပွဲကသူတို့တက်ကအင်မတန်မှအရေးကြီးလွန်ခဲ့လို့ဆိုရမှာဖြစ်တယ် Arsenal အသင်းရဲ့လက်ရှိမှာ Newcastle United ကရမတ်အားဖြင့်တမတ်ပဲကွာပြီးတော့ဒါကျွန်တော်လက်ရှိအချိန်မှာဆိုရင် Newcastle United ကတော့ Champions League ဝင်ခွင့်အတွက် တေဂျာလောက်နီနီဖြစ်သွားပြီလို့ဆိုလို့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့ယူကာဆယ်ယူနိုက်တက်ကလည်းလာမယ့်ရသက်တပတ်မှာဒါအစ်စနစ်လူပွဲလို့တော့ဆိုလို့ရမယ်ဒါကျွန်တော်တို့ပွဲတပွဲများဖြစ်မလာတော့မှကြည့်ရမယ်တဲ့မှာဘာလို့ဆိုတော့ကျွန်တော် လာမယ့်နေရလာမယ့်ဒါရသက်တပတ်မှာဒါယူကာဆယ်ယူနိုက်တက်ကအာစနိုအသင်းနဲ့တွေ့မယ်လို့ကြောင်းယူကာဆယ်ယူနိုက်တက်အသင်းနဲ့ဒီနှစ်မှာဒါအစ်စနစ်နေရာကိုအာစနိုအသင်းကိုကြော်ပြီးယူခြင်းနဲ့ဆိုရင်တော့လာမယ့်ပွဲစဉ်ကပို့ပြီးရေးပါမယ်လို့မြင်တယ်ဒါပေမဲ့ဒါတွေကလက်ရှိမှာကောင်းတဲ့ခဏထုတ်လိုက်ယူကာဆယ်ယူနိုက်တက်အသင်းနဲ့လက်ရှိဒါကျွန်တော်ကိုရီးယားခံခဲ့ပြီပြီနော်ယူကာဆယ်ယူနိုက်တက်အသင်းနဲ့အမြဲတမ်း physical ကိုအားပြုတဲ့အသင်းတွေမဟုတ်ဗျာဒါရင်းရိုင်းပြောမယ်ဆိုညစ်ပတ်တဲ့အသင်းတွေမှာပါတယ်ဒါသူရဲ့ပြိတ္တအနေနဲ့ကြည့်မယ်ဆိုရင် Newcastle United ကတော်တော်လေးကိုမိုက်တယ်ဒါဟာဆော်ကိုဝလာပေါ်တဲ့ Diego Costa တို့ PP တို့ Ramos တို့လိုပဲပြန်ကြည့်လိုက်မယ်ဆိုကို့အသင်းအနေနဲ့ပြန်ကြည့်လိုက်မယ်ဆိုဟာဒီကောင်တွေဆောင်းအောင်ကောင်းနေအသင်းတွေကဘာမဆိုပေးဆက်မဲ့ကောင်ကြီးဆိုပြီးကျွန်တော်တို့အမြင်နဲ့ပြောဒါပေမဲ့ဘေးပဝင်းကျင်ကိုကြည့်လိုက်မှာဒါကြီးကမဖြစ်သေးဘူးအခုလက်ရှိမှာဒီနေ့ပွဲစမှာဒါကျွန်တော်1-0ဆိုတဲ့ရလက်ကြီးကိုသူတို့သိတယ် Newcastle United အသင်းနဲ့သူတို့အချိန်မဆွဲဘူး physical က dominance မလုပ်ဘူးဒီနေ့ပွဲစမှာသူတို့မနိုင်ဘူးဆိုသူတို့သိတယ်တယောက်ယောက်နေတော့မှတချို့ ော့ movement တွေမှာ Chelsea အသင်းပိုကောင်းခဲ့တဲ့ movement တွေအများကြီးရှိတယ်။ဒါဟာညင်းစရာမဟုတ်ဒါပေမဲ့ဒီနေ့ပုံမှန် Newcastle ကသူတို့လုတ်ကွက်ခဲ့တယ်ခုနကပြော Arsenal တို့ဒီရှိ Arsenal တို့လည်းထပ်ပြီးကောက်ွက်ပြီးတော့မဟုတ် Arsenal တို့လက်ရှိမှာမော်စွမ်းနေတဲ့ဒါက Newcastle အဲ့ဒီလောက်ပဲရှိတယ်။ Newcastle ကျွန်တော်များကျွန်တော်ပြော Newcastle ညစ်ပြီဆိုရင်ဘယ်သူမှမမြင်ဘူး။ ်ဒါခုနကပေါ့ဒိုင်းနေပါတွေဘောင်နေတဲ့ညစ်တာဆိုတာအပြင်လုံးဝတိုက်ခုနကညစ်ညစ်ပတ်တဲ့ကစားပုံပြောတာမဟုတ်ဘူးနော်သူတို့ညစ်တွန်းတွန်းပြီဆိုရင်ယူကဆယ်ညစ်တွန်းတွန်းပြီဆိုဘူးမှမမီဘူးအဲ့တော့ကိုရီးယားလည်းဒီနေ့မှတန်းယူကဆယ်ယူနိုက်တက်အသင်းနဲ့ကျွန်တော်တို့ခံခဲ့ရတယ်မှတ်မှတ်ရရပဲအာစနယ်လည်းညစ်တိုင်းခံရတယ်အခုလက်ရှိမှာချယ်ဆီခံရတယ်ယူနိုက်တက်လည်းလည်းခံရတယ်ဒါမှပါအဲ့တော့ယူကဆယ်ကဒီလိုပုံစံအက်ဒီဟော့ရဲ့အသင်းကဒီလိုပုံစံနဲ့အများကြီးတလာအဲ့ခုနကပေါ့ဒီလိုပြောလို့ယူကဆယ်မကောင်းဘူးဒီနေ့ကတော့ယူကဆယ်အေးနေနဲ့ဒီကန်ဆယ်ပိုင်းကတော်တော်လေးကို solid ဖြစ်ခဲ့တယ်ဒန်ဘန်းနဲ့ဒီနေ့ပုံစံမှာညစ်တွန်းတွန်းမယ်သူ့အသင်းအတွက်သူဟာဒီနေ့ပုံစံမှာ hero လုံးဝအကြီးအကျယ်ဖြစ် ြစ်ခဲ့တယ်လို့ဆိုလို့ရမယ်ဒီမှာပါတယ်။ဒန်ဘက်အတွက်ကတော်တော်လေးကိုအေးပါတဲ့ပွဲစဉ်တစ်ပွဲကဒီနေ့ပွဲစဉ်မှာလုတ်ခဲ့တယ်။ဘရူနိုကာမီရက်စ်ကအမြင်နဲ့ဒါကျွန်တော်အသင်းအနေနဲ့လိုအပ်တဲ့ချင်းဆိုတကယ်ကိုဂျင်းတဲ့ချင်ဘရူနိုကာမီရက်စ်ကဒါလက်ရှိဆန်တိုတိုနာလီဘရူနိုကာမီရက်စ်ကိုပိုင်ဆိုင်ထားတဲ့ယူကာဆဲကွင်းလယ်ကတကယ်ကိုရွှေပါပဲ။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်မဖြစ်မနေချီးကျူးနေတာချယ်ဆီအသင်းရဲ့လက်ရှိကွင်းလယ်လူတွေဖြစ်တဲ့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာ ရှေ့ဘူးနဲ့နောက်ပိုင်းပေါ်မှာပြောင်းလိုက်တဲ့အချိန်မှာကိုက်စီဒိုပါပဲ။ချယ်ဆီအသင်းကကိုက်စီဒိုလိုကစားသမားမျိုးကိုတန်းတရာပေးထားရဆိုခင်ဗျာကျွန်တော်နောက်ထပ်10တန်း15တန်းလောက်ကျွန်တော်ထပ်ပေးလိုက်ပါဆိုတဲ့စကားကိုကျွန်တော်ပြောချင်တယ်။ကိုက်စီဒိုနဲ့ဒီနေ့ပွဲစံမှာကြာရဇက်ရုပ်ကိုအရန်ကောင်းအောင်သူ့အနေနဲ့လုပ်ပြသွားခဲ့တယ်။တကယ်ကို crucial ဖြစ်လွန်းတဲ့ twin goal ကိုတွင်းသွားပြီးငါဘာလုပ်နိုင်လဲဆိုတာကိုဒီနေ့ပွဲစံမှာကိုက်စီဒိုဆက်လက်ပြီးတွေ့ခဲ့တယ်။ကိုက်စီဒိုနဲ့ပေါ်ကျွန်တော်တို့ကချယ်ဆီအသင်းက defensive midfielder နဲ့ပတ်သက်ပြီးဘယ်တော့မှကန်ဆိုးခဲ့တဲ့အသင်းတစ်သင်းမဟုတ်ခဲ့ဘူး။တကယ်လည်းဒီနေ့ပွဲစံမှာအဲ့ဒါနဲ့ပတ်သက်ပြီးပြသခဲ့တော့တွေ့ မှာဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်တမနာပေါ်တယ်ပဲကိုပါမာပြောက်ဆုံးမှုကိုစားဝါနေဒါလက်ရှိမှာနီးပြနေပဲဆိုင်လာပေါ့နော်နီးပြနေနေဒါကိုပါမာကိုမေဂိုးမသွင်းနဲ့မေဖန်တီးမှုပဲလို့ဒါကျွန်တော်ပိုချက်တီနိုတို့ဘာလို့ခစ်မှာဆိုတာကိုပါမာ AM မှာယူမှုပဲရန်ဖန်ရန်ကဝင်းကို shift လုပ်တယ်ပြီးရင်ဒါလူအဲ့လူအဲ့ဆို counter transition မှာ ပေါင်းကူးတကားနေလောက်ပဲအဲ့တော့ဒီလက်ရှိနောက်ပိုင်းမှာကိုပါမဘလို့အဲ့ရှိလဲနောက်လဲမဆုတ်ဘူးရှိလဲအရင်မရောက်ဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်ခဏခဏတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာဒီနေ့ပေါ်စမှာဒါအားရစရာဆိုလို့ချက်စည်းသေးနေကျွန်တော်ကြိုက်တယ်ကိုင်းတယ်ကလွင်ဘာမှတိတ်ပြီးချစ်ကျူးစရာမရှိဘူးတစ်ဖက်ကဒီနေ့ပေါ်စမှာရှင်းပါတယ်ဒါကျွန်တော်တို့ ညူကာဆယ်ကသူတို့လုံနိုင်တဲ့ဘောင်တွေတဲကလုတ်သွားခဲ့တယ်။ဒါပေမဲ့ဒီနေ့ပေါ်သမတာညူကာဆယ်အဒီဟောက်က adaptable ဖြစ်တယ်ဆက်လက်ပြီးပြသခဲ့တယ်။နောက်တန်း3ယောက်ထွက်လာခဲ့ပြီး wing back ပုံစံမျိုးနဲ့ဒီနေ့ပေါ်သမတာထွက်လာခဲ့ပြီးရော3 4 3ဆိုတဲ့ signature move ကိုသုံးသွားခဲ့တယ်။ဒါအန်ဆိုမိုရက်စ်ကလည်းဒီနေ့ပေါ်သမတာနောက်ကောက်ကျသွားဒါပေမဲ့ဒီနေ့ပွဲစဉ်ကိုကြည့်ပြီး Chelsea အသင်းအနေနဲ့လာမယ့်နေရာဒီမှာတကယ်ကို lead တော့ဖြစ်လို့နဲ့အဆင့်တန်းရှိလို့နဲ့တိုက်စစ်မှုတယောက်ဆက်လက်ပြီးလို့ရဆိုအငင်းစရာမလို့ Nicolas Jackson ဒါကျွန်တော်ရှေ့ကဒါဆရာကြီးတွေဖြစ်တဲ့ Oliver Giroud ဒါကျွန်တော်တို့ Diego Costa ဒီလိုမျိုးဒါကျွန်တော်တို့လူတွေ ွေအနေနဲ့မဖြစ်မနေအရေးကြီးတဲ့တိုက်စစ်မှုတရားကို Chelsea နဲ့လာမယ့်လူရည်ဒီမှာခေါ်ဖို့ရည်ကြီးတယ်။ဒါအပြင်တကယ်တည်းဂျင်းနဲ့ဂျက်တဲ့ရောင်းရင်ဘာမှမလုပ်တော့တဲ့ဒီတောင်မန်တွေကိုလည်းအများကြီးပြဿနာဖြစ်ရှင်းအောင်မယ်။ဒါဒီနေ့ပေါ်မှာကျွန်တော်အပါစနယ်အမြင်မှာပြောရမယ်ဆိုရင်ဒါကျွန်တော်တို့ဆန်ချိုတို့ဘာတို့ထဲထားတဲ့ဆိုင်ကျွန်တော် Tyree George ကိုတော့ထည့်စေချင်တယ်။ Tyree George ကဒီလိုမျိုးပွဲတွေကိုကစားဖို့တော့ ready ဖြစ်နေပြီလို့ကျွန်တော်နေမြင်တယ်။ Tyree George ကတော်တော်လေးကိုအဆင့်တန်းရှိတဲ့ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ကျွန်တော်နေမြင်တယ်။အခုလက်ရှိဒါကျွန်တော် Bruno Gambires ရဲ့ Twin Go မှာကျွန်တော်တို့ဘာလို့ပြနေလဲတော့မသိဘူးမဲ့သူ Bruno Bruno Gamers တို့ကိုပြရတာတွေ့တယ်ကျွန်တော်ပြီးတော့မှပြန်ထားလိုက်ပြန်တယ်အခုလက်ရှိမှာဒါပေါ့နော်ဒါ Newcastle United တင်းတာဆော့နေကြပုံစံတိုင်းဩ Bruno Gamers ကဒါသူမကန်ခင်မှာ Enzo Fernandez ကိုတွန်းချပြီးလဲချသွားရဆိုတော့ပြနေတာဖြစ်တယ်အဲ့တော့တော်ရတဲ့ကျွန်တော်ဘက်ကလိုပဲ Newcastle ကသူတို့ဆော့နေကြပုံစံညတွန်းတွန်းပြီးဆော့တဲ့ပုံစံတိုင်းပဲဆော့သွားခဲ့တယ်။အနိုင်သုံးဘက်ကိုရခင်ဗျားသူတို့ပြောမှာဟာဘယ်ဘယ်သူတို့တွားညင်းမဲ့ဒါပေမဲ့သူတို့အနေနဲ့အချိန်တန်ငါတို့က Champion League ဝင်သွားရတဲ့တဲ့ဆိုပြီးသူတို့ပြောမှာပဲ။အဲ့တော့ လက်ရှိမှာညူကာဆယ်ယူနိုက်တက်ကလာမဲ့ပွဲချက်တွေသူရှိသေးမယ်ချက်စီးကလည်းပွဲချက်တွေပါအဲ့တော့ဒါရှော့အပေါ်ကအသင်းတွေဒါရှော့ကျွန်တော်ချန်ပီယံလိဝင်ခွင့်ကနောက်ဆုံးအချိန်ထိကြည့်ကောင်းမယ်လို့ပြောရင်းနေပဲချက်စီးအသင်းတို့ကဒီနေ့ပေါ်ဆုံးမှာနှမျောစရာတိတ်ကောင်းတဲ့ပွဲတွေပွဲလို့ပြောရင်းနေပဲကျွန်တော်တော့တောင်းပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျေးလူဆိုတာပေါင်းကူကြည့်လို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့ဦးအောက်ကကွန်မန်တီထဲမှာလေ Youth Sport Media 3.0ဆိုတဲ့ TV4 တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့ များများလေးလေးကလစ်ဖို့မမိကြပါနဲ့ဦးဗျများများကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုးတင်ပါဗျကောင်းမွန်သောနေလေးနေ့ဖြစ်ပါစလို့စူမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့အားလုံးမကြိုးတင်ပါမြန်မြန်လေးကလစ်ပြီးကြပါဗျများများကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်ဒေးပါဗျအားလုံးမကြိုးတင်ပါ